ချိန်ကလည်းဒါခမ်းမမှာထမင်းသွားစားမဲ့အချိန်မှာပြစ်ကြတာလို့ပြသိရအဲ့ဒီကြားတဲ့ကဒီကောင်းနေစိုးရိမ်နေပါလေဆိုတဲ့အခြေအနေတွေအကုန်လုံးကိုဖြစ်အောင်ဖန်တီးလိုက်တာဒီနှလုံးထဲနဲ့ခေါင်းမော်ဘူးပေါ့နော်ဒါရှော့လိုက်တော့မဟုတ်ပဲနဲ့စိုးရိမ်စိတ်တွေကြောက်ရွံ့စိတ်တွေပေါ့နော်အာထိတ်လန့်တုန်လှုပ်မှုတွေကြားရောက်အောင်ပြစ်ခွဲလိုက်ရှိနေတင်းတော့တဲ့အခြေအနေမျိုးတို့ကျမတို့လိုမျိုးရွေးချယ်ဆုံးဖြတ်ရတာဖြစ်နေဆိုတော့ဟိုတော့သိစေချင်ပါတယ်။อืมပါတီပြောင်းသွားလဲကျမရဲ့ခံယူချက်ရွေးချယ်တွေကကျမမပြောင်းသွားဘူး။ တော့ကိုကြီးကခဏကိုင်လို့ဆိုပြီးဆက်ပြီးညီလူမရတော့ဘူးပြီးပြောင်းလာတာဖြစ်ပါတယ်တဲ့။ဘော်လာမျိုးတွေအားလုံးပဲငလင်မေးနဲ့မေးပေးတာမှာအများဆုံးကင်းဝေးကြပါသေးလို့ဆိုတောင်းပေးနေတယ်။ကျွန်တော်ကိုကြီးရိုဘိုလူရှင်နဲ့နောက်ပိုင်းစီလီနဲ့ကြိုးစားပေးပါမယ်။ဒီလိုရိုရရှင်မျိုးတော့ပြေးကမှာတော့ယနေ့အော်တိုဘားလ၄ရက်နေ့စနေနေ့ရက်ညပိုင်းနောက်ဆုံးရရှိတဲ့တင်းချို့ကိုပြင်းထန်ဖော်ပြပေးသွားဖြစ်တဲ့တော်လာမျိုးတွေအားလုံးပဲသုံးနှစ်ရှိဖို့ဒီရက်မှာထပ်မံတောင်းဆိုလိုက်ပါတယ်။ရောင်းစုံနေနဲ့ကတော့ရုပ်ဆောင်တွေအစိုးရတွေလူရှင်တော်များကိုကြံ့ဖို့ပါတီစီယုံးရေးတွေဆင်းနေပြီလည်းဖြစ်ပါတယ်။ တက်တဲ့ပါတီပြည်တော်စုကြံ့ခိုင်တဲ့ဖွံ့ဖြိုးရေး USTB ဥက္ကဋ္ဌခင်ကြီးပြန့်ဖို့ပါတီရဲ့ခင်ရတော့ရန်ကုန်တိုင်းပါတီဥက္ကဋ္ဌအင်မောင်ဆိုးတိုင်းကော်မတီဝင်များဟာအော်တိုဘလနေ့ရက်နေ့နေ့လယ်ဟာရုပ်ရှင်သဘင်းဒီတအတိုင်းဝိုင်းမှတေဦးဆောင်လေးအစိုးရတွေသောက်တလူရှင်တွေနဲ့ရန်ကုန်တိုင်းပါတီဂျုံကျုံမှာသုံးနိုင်ငံတွေ့ဆုံပြီးတော့လက်ရှိချိန်မှာသူတို့ရဲ့မဲပေးဖို့အတွက်ပြည်သူတွေမဲပေးရေးကိုလူပညာနဲ့ပေါ်ကျူးပြီးတော့မေစုလက်ထက်ကလိုပဲလုတ်ခိုင်းတဲ့သဘောတရားတွေတွေ့နေရပါတယ်။မေစုလက်ထက်ကတော့ဒီကောင်ကြီးကိုပေါ့ကိုလုတ်တာဖြစ်ပြီးတော့ဘုရားတကာဆိုရင်တော့ခိုင်းလို့လုတ်တဲ့လူနဲ့ ိုင်းမနဲ့လှုပ်ချင်တဲ့သူဘွားရောက်ပြီးပူပေါင်းနေရတယ်ဒါဖြစ်ပေါ်ဥဆောင်နေတွေကတော့စူးမြတ်သူတာခန့်သူနဲ့ဂိမ်းတောင်ငိမ့်ညံ့တို့ဒုံလေးတို့ဝါနေဘူးဒါပြီးတော့ယုံတိကဆိုရင်တော့လက်ရှိမှာလက်ကန်းဆောင်တော်တွေဝေရတော်သူတို့လှိုင်းတရရက်ွက်ထက်ကလူမိုက်တီကိုတော့အပြီးတော့လူမိုက်တီနဲ့တိုက်လန်ပြီးတော့မဲပေးရင်လူမျိုးဖြစ်မယ်မဲမပေးရင်မလုပ်မယ်ဆိုတော့အင်းချောက်ပြောဆိုနေတဲ့ပဒိနေတဲ့ဒါသိနေရပါတယ်နောက်တဲ့တိမုံအနေနဲ့ကတော့တဝဲခိုင်ရေဖြူမြို့နေအေကနီယွာအနီးမှာကြည့်ကြည့်တိုက်ပွဲတွေဖြစ်ပွားပြီးနောက်စစ်ကောင်စီတပ်ဟာယွာကိုမီးရှို့ဖျက်ဆီးခဲ့မှာတော့ ပြန့်ဖို့ပါတီရဲ့ရင်းအမှတ်လောင်းမဲ့နေအိမ်မှာပြီးတော့ပြသသွားလို့သိရှိရပါတယ်စစ်တဲအင်အားတရားဝင်ကြီးကဟာဧကရီရဘတ်ကိုစတေမာ28နေ့ကစတင်ပြီးစစ်ကြောင်းထိုးလာခြင်းဖြစ်ပြီးတော်လိုင်းရေးတဖွဲ့များနဲ့စတေမာလ30ရက်နေ့နဲ့အော်တိုဘလ10ရက်နေ့ကစတင်ပြီးနှစ်ဖက်တိုက်ပွဲတွေပြင်းထန်ခဲ့တာဖြစ်ပါတယ် ်အကနီယွာကိုစစ်တပ်ဟာမိရှုရမှာတော့နေအိမ်စံနှုန်းနဲ့မနဲ့ထိခိုက်ပျက်စီးသွားခဲ့ပြီးပျက်စီးနေရင်တွေမှာ2020ရွေးကောက်ပွဲမှာရေပြူမဲဆန္ဒနဲ့အမတ်တစ်ကနေကြံ့ဖို့ကိုစလဲကိုစလောင်းပြုံဝင်ရောက်ရှင်ပြိုင်ခဲ့တဲ့ဦးနိုင်ဦးရဲ့နေအိမ်ပါသွားတယ်လို့အခြားကြံ့ဖို့ပါတီဝင်တွေရဲ့နေအိမ်လည်းပါသွားလို့သိရှိရပါတယ်နောက်ထပ်သတင်းပုံအနေနဲ့ကတော့လက်ရှိချိန်မှာလူတွေအကုန်လုံးဝေဖန်မှုတွေမြင့်တက်နေတဲ့သတင်းမျိုးဖြစ်ပါတယ်အဲ့ဒါကတော့ online အဆန်းသူ့ရဲ့နောက်ဆုံးပွဲမှာအနိုင်ရရှိသွားပြီဖြစ်ပါတယ် ။ဒါပေမဲ့နိုင်ရရှိသွားပြီမလဲ။ online assign interview အချိန်မှာ၄ဖြူကိုပွဲထုတ်ခဲ့တာနဲ့ပတ်သက်ပြီးတော့ပြည်သူတို့များရဲ့ဝန်ခံမှုကိုခံရတာဖြစ်ပါတယ်။အဆုံးပွဲမှာတော့နိုင်ရသွားခဲ့ပြီမြေပြည်သူတွေရင်းနေမှာတော့မြေရှုံးသွားပြီးတော့ online assign ဝန်ခံမှုတွေရှိကြပါတယ်။ online ပြည်သူတွေနေတော့ဒီဖြူနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးစိတ်ခံစားချက်ရှိလဲဆိုတာကို okay ချလို့ရပါတယ်။ရှိမနေတင်းတော့တဲ့အခြေအနေမျိုးတော့ကျမဒီလိုမျိုးရွေးချယ်ဆုံးဖြတ်ရတာဖြစ်တယ်ဆိုတော့တော့သိစေချင်ပါတယ်။อืมပါတီပြောင်းသွားလဲကျမရဲ့ခံယူချက်ရွေးချယ်တွေကကျမမပြောင်းသွားဘူး။ อืมโกกูยะคณะไก่นูสุบิสับปีนี่รู้มีอะไรสุบิเปียงลาล่ะဖြစ်ပါတယ်တဲ့နိုင်ငံကြီးဆိုတာနိုင်ငံရဲ့ရိတ်ခံရေးနဲ့ခွဲ့ဖြိုးတိုးတက်ရေးကိုထော်ဆောင်တဲ့လုပ်ငန်းစဉ်ကိုနိုင်ငံကြီးလို့ကျမကတော့မြင်တယ်ပါတီကိုကြည့်ပြီးတော့ပေးရတဲ့ကျမအနေနဲ့ဆိုလို့ရှိရင်လူပုဂ္ဂိုလ်ကိုပဲကြည့်ပြီးတော့မဲပေးစေရှိပါတယ်နောက်တစ်ချိန်မတူညီတဲ့နီလန်နဲ့ထပ်ပြီးကြိုးစားကြရအောင်လို့ကျမက တိုက်တွန်းချင်ပါတယ်ပြည်သူတွေကိုကဲကျွန်မပြည်သူတွေတိုက်တွန်းချင်ပါတယ်တဲ့တိုက်မို့တက်ပြီးတော့ကွာကောင်းတယ်နောက်ပေါက်တွေရှိပေါက်တွေပြောနေတယ်ခေါင်းမတခေါင်းကနေပြီးတော့ပြည်သူတွေဆိုတဲ့စကားတော့သုံးပြီးတော့တိုက်တွန်းမယ်ဆိုတဲ့စကားတော့ပြောနေအောင်တွေ့နေရနေပါပဲညီမနိုင်ငံရဲ့လက်ရှိချင်းတွေကတော့မင်းအောင်လက်ကောင်ထိတ်ကနေပြီးတော့ခွေးအလီမော်ခွေးတဲ့နေချိန်မှာဥကနေပြီးတော့ဘာတမ်းမီးတောင်နေတော့တန်းစီပြီးတော့ဘလိုမျိုးပြင်နေရတွေ့နေရဆိုတော့ဒါနဲ့ပတ်သက်ပြီးလဲဦးတည်နေရအကျကျပြတ်မထွက်လာလေဆိုတော့အခုလိုမျိုးပါတီပြောင်းလဲမှုဖြစ်ရတာဘာကြောင့်လဲဆိုတာသိလို့ပါတယ်ဗျာ တကယ်ဆိုလို့ရှိရင်တော့ကျွန်မကအဲ့လိုမျိုးပါတီကိုဒီလိုမျိုးအပြောင်းလဲလုပ်ရတာကျွန်မမလုပ်ရှိဆုံးနေရာတစ်ခုပေါ့နော်ပြီးတော့အခုလူတွေမြင်မှာဆိုလို့ရှိရင်လည်းပါတီကိုလွယ်လွယ်ဝင်ပြီးလွယ်လွယ်ထွက်တယ်ဆိုပြီးတော့မြင်သွားကြတယ်ပေါ့နော်ဒါပေမဲ့ကျွန်မကလူတွေမသိတဲ့ရွေးချယ်စရာမရှိတဲ့အခြေအနေဆိုတာရှိတယ်ဒါပေမဲ့ကျွန်မအဲ့ဒါကိုအတေးဆိုင်တော့ကျွန်မမပြောချင်ဘူး ဒါပေမဲ့လူတွေတိထားရမှာကတိထားဖို့လိုအပ်တာကကျမနဲ့ပတ်သက်ပြီးတော့ပေါ့နော်အမှန်တရားတစ်ခုကိုတိထားရမှာကကျမကရင်းချေစရာမရှိတော့တဲ့အခြေအနေမျိုးလို့ပြစ်ဆက်ပြီးရရှိမနေတင်းတော့တဲ့အခြေအနေမျိုးလို့ကျမဒီလိုမျိုးရွေးချယ်ဆုံးဖြတ်ရတာဖြစ်နေဆိုတော့ဟိုတော့သိစေချင်ပါတယ်ဖြတ်ပြီးတော့ဗာမပြောလို့ရမလဲရွေးချယ်စရာမရှိဘူးဆိုတာဘာလို့ဆိုလို့လဲဟုတ်ကဲ့ အဲ့ပြီးတော့အခုလိုမျိုးလူတွေတိထားတာကဟိုကရင်ပြည်နယ်မှာဝင်ပြိုင်ခိုင်းလို့ဆိတ်ဆိုပြီးပါတီရထွက်တဲ့ပုံစံမျိုးတိထားကြတယ်တကယ်ကကျွန်မကဟိုကိုပြန်ပြန်ချင်တဲ့နေရာမှာပြန်ရလို့ပြန်ခိုင်းတဲ့နေရာမှာမပြန်ချင်လို့ဆိတ်အလောင်းကလေးနဲ့ကျွန်မကဆိတ်ဆိုပြီးတော့ပါတီကထွက်မဲ့လူစားမျိုးမဟုတ်ဘူးပေါ့နော်အမှန်တကယ်ကကျွန်မကအဲဖွဲ့စည်းပဲဖွဲ့စည်းနေပဲလောလောလောပဲပြဿနာပဲရှိလားရှိလားအကောင်းဆုံးရင်ဆိုင်ဖြေရှင်းပြီးတော့အတူတူပဲ ဆက်ပြီးတော့သဘောထားကြီးကြီးနဲ့အလုပ်ဆက်လုပ်သွားချင်တဲ့မိသားမျိုးဖြစ်မှာပါတယ်။ဒါပေမဲ့အခုခါကဒီမကအချိန်နေရမှာကြောင့်ဒီလမ်းကမှ ready ရွေးချယ်ရမှရှိတော့ဘူးလေဆိုတော့ကျွန်မကဒီတိုင်းလုပ်နေတဲ့အရာကိုဆက်ပြီးမလုပ်ဘဲနဲ့ဒီတိုင်းရက်တက်လိုက်ဖို့လဲကြတော့တောင်ကျွန်မလက်မခံနိုင်ဘူးပေါ့နော်။ဒီမဘက်ကလုံးပိုင်ခွင့်စူးစမ်းပိုင်ခွင့်ကိုကျွန်မကာကွယ်ဖို့လိုတယ်။ကျွန်မဆက်ပြီးထိမ့်သိမ်းဖို့လိုတယ်။ နိုင်ငံရေးကိုစိတ်ဝင်စားတဲ့နိုင်ငံရေးကိုလုပ်ချင်တဲ့အဲလူတယောက်အနေနဲ့ဒါကျမရဲ့ဟိုစူးစမ်းမှိုက်ခွင့်ကိုကျမအနေနဲ့ဒီတိုင်းမရတက်ပြလိုက်ရှင်ပေါ့နော်အဲ့ဒါကြောင့်မလို့ကျမဟာဒီလိုမျိုးဆုံးဖြတ်ပြီးရောဒီလိုမျိုးဆက်ဆက်ပြီးရောဂျူပန်ခေတာဖြစ်ပါတယ် โอเคအဲ့တော့ခုနကရင်ပြည်နယ်မှာဟိုရှင်ပြိုင်ဖို့အတွက်ရွေးလို့မကျင်တယ်လို့ဆိုတာဒါတည်င်းမှလို့ပြောရမှာပေါ့မပီပီချင်ဟုတ်ကဲ့ဟုတ်ကဲ့โอเคအဲ့ဒါတည်င်းမှဆိုရင်ထပ်ပြီးတော့ဒီထက်ပိုပြီးတော့ခုနဘာမှလုပ်လို့မရလို့အခုလိုမျိုးအခြေအနေရောက်သွားဆိုတာထပ်ပြီးသေးစိတ်ပြောလို့ရမှာတည်အောင်ပြောနိုင်တယ်လို့ပေါ့ပြောလို့မရအောင်ဆိုလည်းကိစ္စမရှိပါဘူးဟုတ်ကဲ့ကျမအနေနဲ့ကဒီလွတ်တော်ကိုယ်စားလှယ်အောင်နေနဲ့ဝင်ပြိုင်တဲ့အချိန်ကြောင့်လို့ရှိရင်နိုင်ပြီဖြစ်စေဆုံးပြီဖြစ်စေကျမက စိတ်ကိုကြိုပြီးတော့ပြင်ထားပါတယ်ကျမရှုံးမယ်ဆိုရင်လည်းကျမလက်ခံနိုင်ပါတယ်အဲ့ဒါနိုင်ရရှုံးမယ်ဆိုတာလည်းတကယ်တော့ဒါကျမအပိုင်းမဟုတ်တော့ပါဘူးကျမအပိုင်းကကျမဘယ်တော့တိုင်တာထီစူးစမ်းနိုင်လဲကျမအတက်နိုင်ဆုံးအကောင်းဆုံးကျမစူးစမ်းကြည့်ချင်တယ်ဒီနိုင်ငံနိုင်ငံကြီးနိုင်ငံအကြီးကိုလက်တွဲဆောင်ရွက်နိုင်တဲ့ဆောင်ရွက်နိုင်ဖို့အတွက်ကျမဟာအကောင်းဆုံးသူသားကြည့်ရှင်တယ်။ကျမနိုင်သွားခဲ့ရဆိုလို့ရှိရင်ဒီလိုလက်တွဲဆောင်ရွက်ခွင့်ကိုကျမရမှာဖြစ်တယ်။ ဥဒ္ဒဘာသာလူမျိုးပဲဖြစ်ဖြစ်ဘယ်ဘာသာတရားပဲကိုးကွယ်တာပဲဖြစ်ဖြစ်အသိပညာတွေရှိရမယ်ပြဋ္ဌာန်းထားတဲ့ဆုံးမမှုတရားတွေသိရမယ်အဲ့လိုဘာသာတရားကိုကိုးကွယ်ခိုင်းဆိုင်တဲ့လူတွေဆိုရင်နင်တို့တက်နေတဲ့လေအမျိုးဘာသာတန်တဲ့သာသနာစောင့်ရှောက်ကြီးအမျိုးသားကြီးစောင့်ရှောက်ကြီးနဲ့အဲအဲ့လိုပြောနေတဲ့မိန်းမကောင်မတွေအကောင်တွေပါဇက်တွေကလေမျိုးဘာသာတန်တာစောင့်ရှောက်ကြီးလို့ပြောနေတဲ့အကောင်ကောင်မတွေက တရတရကိုဖယောက်တခါတော့ကတော့အေးရလာအတဲလေကတော့အေးရလာဘုန်းကြီးတွေပါရောဆောလောင်းဘူးရလာဘယ်နေရာမှာသာသနာပြုဘူးလေဒါပြီဘယ်နေရာမှာနင်တို့ဘယဘယအမကြောက်မယဟန်အမဆိုပြီးတော့ခံထားတာရှိတယ်သူမေးပြီဘူးတာလားရှိတယ်ဟင်စောက်ကြီးစောက်ကြဲတွေနဲ့နာမည်ခေါင်းတွေရှောက်တက်ဟင်ခွေးပါစကနတ်စကားထွက်ဆိုတဲ့ဟာကြီး ကိုအစင်ကိုအတိပညာမသိဘူးလားညီတို့ပုံစံကဘာသာသာသနာဆောင်းလျှောက်ရေးတာညီတို့စောက်ပေါက်တွေကသာလျှောက်អော်နေတာလျှောက်អော်မနေနဲ့ကိုလည်းမဲမတမာမှုမဲတမာမတမာမှုနဲ့ဟိုခွေးပြောတိုင်းညီတို့ကနောက်ကနေသွေးမသိမ့်တထထဲဒီခွေးအုပ်စုပြောတဲ့အဲ့တိုင်းလိုက်ပြောတာညီတို့အဲ့လိုပြောပြီးရင်ငါတို့ကညီတို့ဘယ်ခွင့်ရေးပေးမယ်ဟုတ်ပါငါတို့အဲ့လိုပြောတဲ့တိုင်းညီတို့အဲ့လိုရော်ပြီးလုပ်ပေးအဲ့ဒါဆိုရင်တို့ဘယ်ခွင့်ရေးရမယ်ဆိုတော့တို့ကမှားထားတာလားအဲ့လေစကားလာကြီးကြီးပြောတာညင်းကုန်နေလားအဲ့ညီတို့အုပ်စုတွေလည်းလေ ဒီစစ်ခွေးလက်အောက်ခံအုပ်ချုပ်နေနေရာတောင်မှရေလို့ရေလို့စောက်ရုပ်တွေကိုပေါ်ပေါ်တင်တင်နဲ့လေတွားရဲလာရဲလာနေရဲလာလူလို့သူလို့စောက်ချက်မရှိဘူးဟုတ်ပါဘယ်လိုတောင်စောက်ခေါင်းနဲ့ရနေနေရတာတတ်မတော်ထောက်ခံတယ်တတ်မတော်ထောက်ခံတယ်လေတတ်မတော်ထောက်ခံရုံနဲ့မပြီးဘူးလေခုတတ်မတော်စစ်သားတွေကိုမတရားတဲ့ဖြင့်တည်တဲ့နေရာကိုပို့နေတာကိုရေလို့စောက်ပေါက်တွေကအဲအားဒီလုတ်ပြီးတော့တတ်မတော်ကြီးတော့မနစ်နာဘောဆိုလာတာရေလို့ထောက်ခံမှာလဲဆိုတော့စစ်သားတွေတတ်မတော်ပါတတ်မတော်သားတွေတည်နေတာပုံစုပ်ပဲ နေ့ကတော့အော်တိုဘာ၄ရက်နေ့2025ခုနှစ်ဖြစ်ပါတယ်ဒီနေ့မှာသတင်းကောင်းတွေအများကြီးရှိတယ်ဗောနော်အဲ့ဒါကမင်းအောင်လိုင်ရဲ့ဒါနှစ်တရာပြည့်ဒါအခမ်းအနားကိုသွားတာဗောဗျာမင်းအောင်လိုင်ကသွားတဲ့အချိန်မှာအမျိုးစုံတင်းကျပ်ထားတဲ့ဂျားလေးကနေပြီးတော့ဒါဒေါ်လိုင်းတက်ဖွဲ့တွေကဗောနော်ဒါ BWN ကဒါ46ခုမြောက် mission ဗောနော်အဲ့ဥစ္စာကိုရှော့လိုက်တော့နှလုံးနဲ့ဗောနော်တရားဖို့မှာမှနှလုံးနဲ့မင်းအောင်လိုင်ကိုမိတ်ဆက်လိုက်တဲ့အခမ်းအနားဖြစ်သွားတာဗောနော်အဲ့ဥစ္စာလေးလည်းတကောင်းနေဗောနော်ပြီးတော့ကျတော့နေကြာလာတဲ့စစ်ကောင်စီရဲ့ဒုတိယဗိုလ်မှူးကြီးတွေတင်ရင်မှုတွေဗောဗျာအဲ့ဒီဗိုလ်မှူးကြီးတွေဒါတက်တူတဲ့ဒါပို့တဲ့အခါမှာဗောနော် အာရောက်ပြီးတိတ်မကြဘူးတိတ်ဆုံးနဲ့ဖြစ်စင်နေပေါ့နော်အာယာရုမတိုးလို့စိတ်ထဲကကြပါလေဆိုနေမှာပဲပေါ့နော်ဒေါ်လာရေးတက်ဖွဲ့တွေကလုံးဝမရှိပါငုံငိုင်းလိုက်တဲ့အဖြစ်မျိုးတွေလည်းပါတယ်အဲနောက်တစ်ခုကတော့ဒါရှေ့ရမှာပေါ့နော်ကြောင်မဲကိုဒါရသွားပြီးတဲ့နောက်ပိုင်းမှာစစ်ကောင်စီကဘယ်မျိုးတွေကိုဥတီလာမလဲအဲ့လိုမျိုးကျွန်တော်ပြောခဲ့တာရှိတယ်အဲ့ထဲမှာမှဒါခံမှန်းချက်ရပေါ့နော်ဒါတီဘောဆိုပြီးတော့ပြောခဲ့တဲ့ဟာကိုအခုဆိုရင်စစ်ကောင်စီကအဲ့ဘက်ချမ်းတွေကိုဥတီလာနေပြီဆိုတော့အကြောင်းလေးလည်းပါတယ်ပေါ့နော်အဲ့တော့အဲ့ဒီနောက်ပတ်သက်လို့ကျွန်တော်တက်နိုင်သလောက်ဒါရရှိတဲ့သတင်းတွေဒါဝေမျှပေးတော့မှာပေါ့နော်ပထမဆုံးတော့ဒါ BWM ရဲ့ 46ခုမြောက်မရှင်ပေါ့နော်အဲ့ဒါကမြောက်လိုက်လာဘခတဲ့မှာလာတဲတယ်ဆိုတဲ့ဟာကိုတိတိချင်းမှာသူတို့အားချင်းပြင်ဆင်ပြီးတော့လှုပ်ဆောင်လိုက်ရတယ်ဒါမရှင်ပေါ့နော်အမှန်တော့အချိန်လေးနည်းနည်းလောက်ရစီချင်တာဗျာဒီလားနှလုံးဆိုနဲတယ်ဗျာဒါကတကက်မဟာအခွင့်ရေးဗျာဒါဒီလိုမျိုးဒီကောင်ကဒါသူကသူ့ဘဲနေရာဖြစ်ဖြစ်တွားရဲတယ်တွားနိုင်တယ်ဆိုတဲ့ပုံစံမျိုးပြတယ်ပေါ့နော်ဒါပေမဲ့လုံချုံကြီးကြတော့ဒါနဲတာမဟုတ်ဘူးဒါသိန်းနဲ့တောင်းနဲ့ချီပြီးတော့ချထားမယ်ကောင်မျိုးအဲ့လိုကောင်မျိုးရှိတဲ့နေရာကိုအခုလိုမျိုးဒါပြစ်ခတ်နိုင်ဖို့ဆိုတဲ့ခါကတကယ်တော့မလွယ်ဘူး ဒါပေမဲ့ရအောင်လုပ်နိုင်ခဲ့တဲ့တပ်ဖွဲ့တွေကိုတကယ်ချီးကျူးလေးစားတယ်။အဲပြီးတော့ဒါမင်းအွန်လိုင်းနေနဲ့ဆိုရင်တော်တော်လေးကြောက်သွားရှာမှာပေါ့နော်။မင်းအွန်လိုင်းကြောက်တာတမျိုးသူ့အောက်ကအကြီးပိုင်းဆိုတဲ့ကောင်ကြီးကြောက်တာတမျိုးပြီးတော့ဒီ short ride တော့ပြစ်ခတ်ပြီးတဲ့နောက်မှာပေါ့နော်။ဒီထဲမှာဘာတွေဖြစ်လာနိုင်ချေရှိလဲဘာတွေဖြစ်နေလဲဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောကြမယ်ပေါ့နော်အဲ့တော့ဒါမြောက်လိုင်းကဒါလာဘခါမှလာတယ်လာတဲ့ဟာကိုတိတိကျကျမှ BWM ဖွဲ့ကအားချင်းပြင်ဆင်ပြီးတော့ short ride တုံးနှလုံးလွတ်တယ်ပေါ့နော်လွတ်တဲ့အချိန်မှာနှလုံးဆိုတော့ဗျာ ဒါထိခိုက်မှုတော့နဲမှာပေါ့နဲတာပေါ့နဲတယ်အရင်လိုများပေါ့နော်အုံနဲ့ကျင်းနဲ့အဲ့လိုအလုံး20 30လမ်းများဒါပြစ်ခတ်နိုင်လိုက်တယ်ဆိုရင်တော့တော်တော်ကိုအရသာရှိလိုက်မယ်ဖြစ်ချင်းပေါ့နော်အဲ့တော့မြောက်လိုင်းတို့ကလည်းတိတ်ပြီးတော့မကြောက်ရှာဘူးပြစ်ခတ်ပြီးတော့တိတ်မကြောက်ဘူး MI35 တွေတတ်တယ်ဝိုင်းတွဲတွေဝဲတယ်ပတ်ချတယ်လိုက်ရှာတယ်ပေါ့နော်အဲဟာဘယ်တလိုင်းတစ်ခွက်တွေကထိခိုက်မရှိလုံးဝလုံခြုံရင်ဒါလုံခြုံတဲ့နေရာတစ်ခုကိုရောက်ရှိတည်အထိပေါ့နော်ဒါဆုတ်ခွာနိုင်ခဲ့ပြီအောင်မြင်ခဲ့ပြီလို့ပြောအောင်ပေါ့နော်အဲ့တော့နှလုံးထဲဆိုတော့ဒါခုနလိုတော့အားရမှုတော့မရှိဘူးဒါပေမဲ့လည်းချက်ချင်းပြင်ဆင်ရတာဆိုတော့ဗျာအဲ့လောက်တော့ရှိမှာပေါ့နော်ဒါပေမဲ့ချီချူးရမှာကအဲ့လိုပေါ့ တပ်ဖွဲ့တွေဒီလိုမျိုးလုံနိုင်မှုအတွက်ကမလွယ်ဘူးဆိုတော့ပြောချင်တာပါအဓိကမင်းအောင်လှိုင်ဆိုတဲ့ကောင်ဖြစ်တဲ့အတွက်ဒီကောင်လာမှဆိုတာဒီအောက်ခြေကားကောင်တွေကအရန်ပြင်ဆင်ကြရတာအဲ့လိုမျိုးပြင်ဆင်ပြီဆိုတဲ့ခါမှလည်းအဲ့လိုလုံခြုံရေးဆိုရင်တကယ်အထက်ထက်ပါเนาะပြီးတော့မြောက်လိုက်ကိုအခုချိန်မှာအားလုံးကပြည့်မှန်ထားနေတာဖြစ်တဲ့အတွက်ပေါ့เนาะဒီကောင်ကိုမထိခိုက်ဖို့အတွက်အောက်ကရှေ့သမျှဟာအကုန်လုံးဒါတို့လုံခြုံရေးအတွက်ရှေ့သမျှနီလအကုန်သုံးပြီးတော့လုံမှာပြီးတော့ကျတော့ဒီလာဘခတိုင်မှုဆိုတာကအစ်စ်စာက21ကနေပြောင်းလာတယ်တင်မင်းလက်ပေါ့เนาะအဲ့ဥစားအစ်စ်အဲ့သူ့ရဲ့ပထမဆုံးဒါမြောက်လိုက်ကိုကြိုးစိုးရမယ်တာဝန်ယူရမယ်အခမ်းအနားတစ်ခု ပွဲတစ်ခုပေါ့နော်အဲ့လိုဖြစ်တဲ့အတွက်သူကအထီးကိတ်မရှိအောင်ခုလိုမျိုးဖြစ်စဉ်ဖြစ်ရည်တွေမရှိအောင်သူတို့တေးချပြင်ဆင်ပါအဲ့ဒီဂျားတွေကဒီကောင်းနေစိုးရိမ်နေပါလေဆိုတဲ့အခြေအနေတွေအကုန်လုံးကိုဖြစ်အောင်ဖန်တီးလိုက်တာဒီနှလုံးထဲနဲ့အဲ့ဒါဒါမြေပြင်ပါပေါ့နော်ဒီကောင်းခေါင်းပေါ်တိတ်တိတ်မကြဘူးဆိုရင်တော့မှခေါင်းမဟုတ်ဘူးပေါ့နော်ဒါရှော့လိုက်တော့မဟုတ်ပဲနဲ့စိုးရိမ်စိတ်တွေကြောက်ရွံ့စိတ်တွေပေါ့နော်အာထိတ်လန့်တုန်လုံးမှုတွေကြာရောက်အောင်ပြစ်ခွဲနိုင်ခဲ့တယ်လို့လည်းဒါပြောရမှာပေါ့နော်အဲ့တော့အဲ့လိုလုံနိုင်ခဲ့တဲ့အတွက်တကယ်ကြီးကြီးလေးစားရတယ်ပြီးတော့ပြစ်တဲ့အချိန်ကလည်းဒါခမ်းမမှာထမင်းသွားစားမဲ့အချိန်မှာပြစ်လာလို့ပြီးသိရ ဟာအဲ့ဒါရတာတကယ်မိုက်တယ်ဗောနော်အချိန်မှတွက်ချက်ပြီးတော့ဆော်ပလိုက်တဲ့အနေသားအဲ့လိုဆော်လိုက်တဲ့ဟာဘလိုပဲဖြစ်ဖြစ်အုံဂျင်းကဒီ short line ကို꿰တဲ့အတန်တွေကဗျာတကယ်အတန်အကြီးကြီးတွေဗောနော်အဲ့လိုမျိုးချိန်နေမျိုးမှာဆိုရင်အာတို့တေးကြတယ်ကြောက်လန့်ကြဖြစ်မှာပဲ ်အဟိုရှိကာလာတွေတော့ပါဗောနော drone ဝဲတဲ့အတန်ကြားလို့တောင်မှအာအကုန်လုံးပြေးလွှားပြီးတော့တယောက်နဲ့တယောက်တိုးတိုက်ပြီးတော့ဗောနောနှစ်ဖူးတွေပါတွေပေါက်ပြေးတဲ့ကောင်တွေရှိတယ်အဲ့လိုမျိုးကြီးပိုင်းနေတောင်ရှိတာဗောနောအခုလိုမျိုးအခြေအနေဆိုပို့တောင်မှဆိုးဦးမယ်ဒီလိုဂျိမ့်ဂျိမ့်နဲ့လဲကြားလိုက်ရောသိရမလားအကုန်လုံးပြစ်ကန်ကန့်နေမှာသိလားမြေမြေမှာလှိမ့်လှိမ့်နေကြမှာအဲ့လိုပုံစံမျိုးအဲ့ချိန်မှာလုံချင်းလောက်တဲ့ကောင်တွေကလည်းခေါင်းကျိမ့်နေမှာသွားပြီးကွာငါတို့တော့ပြုတ်ပြီးကွာဆိုရအဲ့လိုပုံစံမျိုးတွေလည်းဒါဖြစ်နေလောက်တယ်ဗောနောအဲ့တော့စားဖို့သွားတဲ့အချိန်မှာမြောက်လိုက်ပါဝင်အခြားသူတွေတော်တော်လေးခေါင်းကြီးသွားရမယ်အနေထားဗောနောအဲ့တော့ မင်းအွန်လိုင်းကတော့တေဘေးကြောင်းမလို့ပါနော်ဟာငါအများတေတော့မလားဆိုတဲ့အတွင်းမျိုးဖြစ်ရင်ဖြစ်သွားလို့ဒါပေမဲ့အချားဒီသူ့အောက်ခလာဘခတိုင်းမှုလို့ဒါနေလုံဝင်ကြီးလို့အဲ့ကောင်ကြီးကတော့သွားပြီဟာသွားပါပြီကွာပထမဆုံးတာဝန်ယူရတဲ့ပွဲပါဆိုနေမှာပဲအခုတော့ဒါယာလူတွေများပြုတ်တော့မလားသတိပေးဆုံးမရများမိတော့မလားဆိုတဲ့အတွင်းမျိုးတွေနဲ့သူတို့ကြောက်ကြပါဘောနော်အဓိကတော့ဒါ နောက်တစ်ခါတိုင်မှုကဒီမင်းလက်ပေါ့နော်ဒီမင်းလက်ကစားက27ဗမော်ပေါ့နော်ဗမော်မှာသူကအနေထားတစ်ခုတိရောက်အောင်သူလုပ်နိုင်ခဲ့တယ်သူကဘလို့လူဆိုတဲ့အကြောင်းကိုဒါကျွန်တော်ရှေ့မှာပြောပြခဲ့ပြီးသားပေါ့နော်ဒါကျွန်တော်အထက်မှာရှိစဉ်တုန်းကသူကကျွန်တော်ရဲ့ viewer မှုပေါ့နော်ဘလောက်ထိဒါထက်တဲ့လူလဲဘလောက်ထိဒါစီစီရေးစရာကိုဒါပါနေတဲ့သူလဲဆိုတဲ့အကြောင်းကိုကျွန်တော်ပြောပြခဲ့ပြီးဖြစ်တယ်အဲ့တော့အဲ့လိုလူတယောက်ကဒါပမုံမှာပေါ့နော်တေးရှင်အနေထားနေပြီးတော့အခုလဘခလို့တိုင်းပေါ့နော် အဲ့လိုလေပိုင်းတိုင်းလိုနေရာမျိုးကိုရောက်ပြီးတော့ဒါတိုင်းမှုတာဝန်တွန်းမြင့်ပေးခြင်းခံရတော့ကြတော့ဘလိုပဲဖြစ်ဖြစ်သူကဒါယာရုတိုးသွားတယ်အဲသူ့ကိုအတိမတ်ပြုတ်တယ်ဆိုတဲ့ပုံစံမျိုးသူမျက်နှာရတယ်ဆိုတဲ့ပုံစံမျိုးသူကအကြီးပိုင်းနေနဲ့လေချင်းမင်းရင်းဆွဲရှိတယ်ရှိကပါတော့အဲဗိုလ်ချုပ်ခင်လိုင်တို့လိုလူတွေနဲ့ကအစားသူကတအားဖလိုမျိုးဆက်ဆံရေးတွေရှိထားတဲ့သူတယောက်ဖြစ်တဲ့အတွက်ပါနော်အဲဒီလိုဟာမျိုးကိုသူ့ကိုယုံကြည်ပြီးတော့ပေးရလိုက်တဲ့အခါအခုဒီလိုဖြစ်စဉ်ဖြစ်တော့ကြတော့သူလည်းမျက်နှာပြတ်မှာပဲပေါ့နော်အပြင်ပြောမှာမင်းဘာကြီးလို့မင်းဘလို့လောက်တာလဲဘာလဲညာလဲမင်းဒါလေးတော့မှမလုံနိုင်ဘူးလားဆိုတော့ပြစ်တင်လက်ညှိုးထိုးတာတွေလည်း တေချာပေါက်ခံရနိုင်ခြင်းရှိတယ်ပေါ့နော်ပြီးတော့ဒါနယ်လုံဝင်ကြီးဆိုတဲ့ကောင်းနေလဲဒါပြားနေမှာဒီချိန်လောက်ဆိုရင်ပြားနေပြီအဲ့လိုပုံစံမျိုးတွေဒါဖြစ်သွားတဲ့အနေထားပေါ့နော်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ဒါအဆက်ကွဲတာပေါ့ဗျာဒီလားအစ်စ်လေးပထမဆုံးပွဲတာဝန်ယူရတဲ့အစ်စ်လေးပေါ့နော်သူ့အတွက်နမိတ်မကောင်းဘူးလို့ပြောရမှာပေါ့ဗျာဒါစစ်ကောင်စီဘက်ကသူတွေကတည်တဲ့အတိုင်းပဲတခုခုဆိုရင်အတိတ်တွေနမိတ်တွေတပေါင်းနေပေါ့နော်အဲ့ဟာတွေကိုအရန်ကိုယုံကြည်ကြတဲ့သူတွေဖြစ်တဲ့အတွက်အခုလိုမျိုးဆက်စားချင်းစောင့်နေထွင်းခံရတဲ့ခါကျတော့တော်တော်လေးနမိတ်မကောင်းဆိုပြီးတော့ယူဆသွားလိမ့်မယ်တေးကြတဲ့ CRDC ပြင်းပြင်းနေလောက်ပြီးရရရချင်းချင်းနေလောက်ပြီးပေါ့နော် အခုချိန်မှာဒါထုချေလာရလေတင်ရင်လေတင်နေရတော့ပြီပေါ့နော်ရှော့ရိုက်တုံးကနှလုံးနဲ့ဆိုတော့ဒါအဆောက်ဦးဒါထိမှန်တာတွေအဆမှန်တာတွေဒါမျိုးတွေတော့ပဲဖြစ်နိုင်ချေရှိတယ်ပေါ့နော်ဒါပေမဲ့ကြောက်စိတ်တွေစိုးရိမ်စိတ်တွေရှက်စိတ်တွေဆိုတဲ့အဆတွေကတော့သူတို့ရဲ့ရင်ထဲတွေကြီးသွားမှန်လောက်တယ်ဗျာအဲ့ဒါတော့တကယ်အားရဖို့ကောင်းတယ်ပေါ့နော်ဘလိုပဲဖြစ်ဖြစ်ဒါချင်းချောက်လိုက်နိုင်တယ်အောင်မြင်စွာချင်းချောက်လိုက်နိုင်တယ်ဆိုတဲ့အနေအထားတခုတော့ဖြစ်သွားတယ်ကျွန်တော်တို့ကတော့ဆူတောင်းခေါင်းပေါ်တဲတဲကြလိုက်ရမှာမခံကြီးမခံလာဖြစ်တာပေါ့နော်ဟာအချိန်လေးနည်းနည်းပိုရလိုက်ရမှာကွာအဲ့ထက်သာပိုရလိုက်ရင်ပေါ့နော်အလုံးကြီးပိုပြီးတော့များသွားနိုင်တဲ့အနေအထားပေါ့နော် ဟာအဲ့ဒါဆိုရင်ဒီကောင်လေးတခါလဲဒါကိစ္စတုံးရင်တုံးသွားမှာဆိုပြီးတော့တွေးတာပေါ့နော်နောက်တစ်ခုကတော့ဒါမြေပြင်ကဒါသူတို့လုံချွေးတောင်ဝင်ပေးခံရတဲ့သူတွေတေချာပေါက်အေးအေးယူခံရတော့မှာဖြစ်တယ်ဒါကတော့ဒါပြေးမကြည့်နေပေါ့နော်တကယ်တေချာပေါက်အေးအေးယူခံရတော့မှာအဲပြီးတော့ဘာကြောင့်ဒီလိုမျိုးပြောသလဲဆိုတော့ဒါမြောက်လိုင်းကအဲ့ဟာအတွက်ကိုအဲ့ပွဲအတွက်ကိုဘယ်လောက်ထိပြင်ဆင်ထားသလဲအောက်ကကောင်တွေကဘယ်လောက်ထိတင်းကျပ်ထားသလဲဆိုတော့သူကဖုံးနေမယူပါဘူးအိတ်တွေမတည်ရဘူးအုတ်ထုတ်မဆောင်ရဘူးဆိုင်ကနဲ့ကားတွေမဝင်ရဘူးထီးရအစမယူခိုင်းဘူးအဲ့လိုမျိုးကင်မရာတွေလက်တော်တွေဘာတွေအဲ့ဒါတွေအစမယူခိုင်းတာ ဒီမီဒီယာသမားတွေကလွဲလို့ပေါ့နော်ကြံတဲ့ဟာတွေအကုန်လုံးကိုအဲ့လိုမျိုးဒါသူကကတ်သက်ထားတာရှိတယ်ဗျအဲ့ဒီဂျာတွေကမှလုံနိုင်ခဲ့တာပေါ့နော်အဲ့လိုမျိုးတွေမြင်ရတော့ကြတော့လေဒါကျွန်တော်တို့သွားပြီးနှိုင်းရှင်ပြီးတော့နှိုင်းရှင်တယ်လို့တော့မဟုတ်ပါဘူးသတိရသွားပေါ့ဒါမင်းစုပေါ့နော် မိစုလာတော့ကအဲ့လိုဟုတ်ရဲ့လားပေါ့နော်ပြည်သူတွေနဲ့တော့ကဒါဖလဲတကင်းလက်ဆွဲနှုတ်ဆက်တာတွေဟာပန်းကုန်းဆက်တာလက်ခံတာတွေအာအတူတူဒါအနီးနီးကပ်ကပ်တော့ကမျက်နှာရှင်းတော့တိုက်တော့မယ့်နေသားနဲ့စကားပြောခဲ့တဲ့ဟာတွေအများကြီးမြင်တွေ့ခဲ့ရတာပေါ့နော်အဲ့ကြတော့မြောင်းလည်းလဲကြတော့အဲ့လိုမဟုတ်ဘဲနဲ့ပေါ့နော်အခုလိုမျိုးဒါကြောက်လန့်တကြားနဲ့လုံနေရတဲ့ဆိုကနေကဒီကောင်ကဘလို့ကောင်းဆောင်လဲဘလို့မျိုးအာအကျန်းဖတ်တဲ့ကောင်မျိုးလဲဘယ်လောက်ထိကြောက်နေတဲ့ကောင်မျိုးလဲဆိုတဲ့ဟာကိုလည်းသိတာစီတယ်ပေါ့နော်အဲနောက်ဆုံးတစ်ခုကတော့ဒါတို့တွေအတွက်နမိတ်မကောင်းဘူးဒီအဖွင့်ကလှတယ်ဆိုပြီးတော့လေပြောလို့ရတယ်ပေါ့နော်အဲ့တော့ဘာပဲဖြစ်ဖြစ် ဒီ BWN 46ကြိမ်မြောက်မရှင်ကလည်းအောင်မြင်တယ်လို့ပဲပြောရမယ်အနေထားဖြစ်တယ်နောက်တစ်ခုကဒီရက်ထဲမှာပေါ့နော်စစ်ကောင်စီရဲ့တည်ရင်မှုအဆင့်ဒုတိယဘုံမူကြီးအဆင့်နေအကောင်နေတောက်တောက်လဲတည်နေတယ်ဖြစ်စဉ်ပေါ့နော်အခုလည်းနောက်ထပ်တစ်ယောက်ပေါ့အဲ့ဒီတစ်ယောက်ရဲ့ဖြစ်စဉ်ကလည်းထူကြားတယ်ပေါ့နော်ထူကြားတယ်အဲထူကြတယ်သူတို့ရဲ့အနေထားဖြစ်နေတဲ့ဟာတွေလက်ရှိအတွင်းထဲမှာဖြစ်နေတဲ့အနေထားတွေလည်းကျွန်တော်နည်းနည်းလေးပြောပြမှာပေါ့နော်အဲ့ဒါပါလဲဆိုတော့ဖြစ်စဉ်ကတော့ထုံးစံတိုင်းပဲဒါစစ်ကောင်စီတိုင်းမှု ပြင်းခံရတဲ့ဒေတယ်ပေါ့ဗျာဒါကျွန်တော်စီတည်ရင်မှုတယောက်ကဒါစစ်တောင်းမြက်အနောက်ဘက်ခြမ်းတိုက်ပွဲတစ်ခုမှာတည်ဆုံးနေဘကူတိုင်းစစ်တောင်းမြက်အနောက်ဘက်ခြမ်းတိုက်ပွဲအဲ့တိုက်ပွဲမှာဒါဇော်လိုင်းတပ်ဖွဲ့လက်ချက်နဲ့စစ်ကောင်စီတည်ရင်မှုတယောက်ဒေတယ်ပေါ့ဗျာ DSC အပတ်စဉ်46စင်းဒုတိယဘုံမွေးမျိုးတန့်စင်း သူကဖြူးမျိုးနယ်ကနေညောင်လေးပင်အခြေဆိုင်ခမရ20ကိုပြောင်းရွှေ့လာတာတလတော်မှဖြစ်သေးဘူးပေါ့နော်အဲ့တော့ဒါစက်တင်ဘာ28ရက်နေ့မှာဒါတည်ဆုံးခဲ့တာဖြစ်တယ်အထိနာတဲ့စစ်ကောင်စီကဝိုင်းတွဲတွေ Jet Fighter တွေလက်နက်ကြီးတွေတုံးပြီးတော့ဒီနေရာတွေကိုပြစ်ခတ်တိုက်ခိုက်နေတာတွေတော့ရှိတယ်ပေါ့နော်တပ်ဖွဲ့တွေကလည်းဒီအခြေအနေတွေငြိမ်သွားပြီဆိုတဲ့ခါကျရင်တော့အခြေတွင်အသေးစိတ်သတင်းတွေထုတ်ပြန်လာလိမ့်မယ်ပေါ့နော်ကျွန်တော်အဲ့အဲ့ဖြစ်စဉ်မှာပေါ့နော်ဒါဖက်စဉ်46ဆိုတော့ဒါတွေးလိုက်မိတဲ့ဟာရဲ့သူတို့ဖြစ်နေတဲ့ဟာရဲ့ကျွန်တော်စုံစမ်းသိရှိရတဲ့ဟာရဲ့ပြောပြအောင်ပေါ့နော်အဲ့ဒါအဲ့တက်တွေမှာအနေကြပြီးဖြစ်တဲ့ဒါဒုတိယဗိုလ်မှူးကြီးတွေကိုသူကတက်တူတက်ပြောင်းတယ် တက်မှာသူကအနေကြတာပြီဗျာအဲတရင်တင်းမှာသူတရင်လို့တရင်မှုလို့တာတကယ်ဆိုရင်တော့ဒါတနည်းနည်းနဲ့အဲ့လောက်ဆိုရင်ဒါပုံမှန်ပဲအဲ့ဒါပြည့်ဆိုရာလူတက်မှာ G1 နေလောက်အောင်အဲ့လိုတက်ပြီးဒါမတက်ခင်မှာသူကဥစားထားတွေတက်ရတယ်ဥစားထားတင်တဲ့တက်ရတယ်တက်ပြီးဆိုတော့ G1 ထွက်အဲ့လိုမထွက်ခင်မှာကသူကတင်မှုလောက်ရတာပေါ့နော်ဒါပေမဲ့တချို့ကကြတော့သူကအဝါတွေအနီတွေထိကြတယ်ဗျာဒီလားအမှုတွေရှိတယ်ပြစ်မှုတွေရှိတော့ကြတော့အဲ့ကောင်တွေကဒါခုနကဥစားတာမတက်ရအောင်ဥစားတာမတက်ရအောင်ဆိုရင်သူကယာရုပေးမတူယာရုပေးမတူဆိုတော့သူက G1 မဖြစ်ဘူး အဲ့လိုကြီးမားမဖြစ်ဘဲနဲ့ဥစားတာတမားကြီးတက်တဲ့ဒီကောင်လေးစိတ်လက်ကြပြီးကြံနေခဲ့တယ်ဟာနောက်တစ်ပတ်စီမှာပေါအောင်မလားနောက်တစ်ပတ်စီမှာပေါအောင်မလားဒီလိုပုံစံမျိုးနဲ့မျှော်မျှော်မျှော်ရင်းနဲ့နောက်ဆုံးနေကြတဲ့ကောင်လေးရှိတယ်ဒါပေမဲ့အဲ့ဒီကောင်လေးကလုံးဝယာတုပေးမတက်တော့တဲ့အတွက်ဥစားတာတက်ခွင့်မရမရတဲ့ခါမှာတန်ရင်မှုဖြစ်နေကြတော့သူကနောက်တန်ရင်တင်းရင်ကိုပြောင်းပြီးတော့တာဝန်ထမ်းဆောင်ခိုင်းအဲ့လိုပုံစံမျိုးနဲ့အခုနောက်ပိုင်းမှာလှုပ်တာပေါ့ဗျာအဓိကတော့ဒီတန်ရင်မှာ၃လနေဖြစ်သွားရောမင်းမနေနဲ့တော့မင်းတန်ရင်မှုလောက်တော့ကြားလာပြီတခြားတက်လည်းပြောင်းအောင်ဆိုပြီးတော့အဲ့လိုမျိုးပုံစံမျိုးနဲ့ဒါကြောင်ထိုးလိုက်တာပေါ့ဗျာအဲ့ဒီအဆင့်ဒီယာတို့တော့ပေးထားတယ်ဒါပေမဲ့ အဲခုနလိုຢာရုတော့ပေးမတက်တော့ဘဲနဲ့တခြားတခြားသူနဲ့တပတ်စင်တဲ့သူတွေနောက်မှကြံခဲ့တဲ့သူမျိုးပေါ့အဲအဲ့လိုမျိုးဆိုတော့စိတ်တက်တရားလည်းကြနေတဲ့အနေထားအဲ့တော့ဒီသူကခမန်20ကိုရုပ်လာတက်လာလောက်ပဲရှိသေးတယ်ပေါ့နော်အဲ့တော့အရင်တုန်းကအခုလိုမျိုးဒါအမှုရှိတဲ့ကောင်နေအဲຢာရုမတက်တော့တဲ့ကောင်နေຢာရုတိုးပေးခြင်းမခံရတော့တဲ့ကောင်နေပေါ့နော်အဲ့လိုကောင်မျိုးတွေဆိုရင်ဒါလက်ယုံတက်တို့အထိုင်တက်တို့အရက်ဘတ်တို့အဲ့လိုပုံစံမျိုးတွေပို့ခဲ့တာများတယ်ဒါဟိုးအရင်တုန်းကပေါ့နော်အဲ့လိုပို့ခဲ့တာများတယ်အခုကြတော့အဲ့လိုမဟုတ်တော့ဘဲနဲ့သူကတခြားတက်တွေကိုပို့တယ်ပေါ့နော်ငါတို့ဆိုတက်တွေကအင်အားလုံနေတာ အင်အားလုံနေတာဖြစ်တဲ့အတွက်ဒီကောင်တွေကိုတခြားတက်တွေကိုပို့ပြီးတော့အင်အားမဆုံးရှုံးအောင်မပြုံးတီးအောင်ထားထားတယ်ပေါ့ဗျာအဲ့တော့အမှုရှိလို့ယာဓုမပေးတဲ့အပြင်သေလမ်းမှာပို့နေတာအခုဖြစ်စဉ်တွေကပလမျိုးတွေအားလုံးပဲဒီပြုံးတွေ့ခဲ့တဲ့အကြောင်းအရာတွေကတော့အားလုံးဒီတိုင်းပဲအများကြီးကမှပဲကြမ်းပြီးရမ်းပြီး PWM ဖွဲ့ကလည်းအများနဲ့ချိန်နေဖြစ်ပါတယ်ပို့စတော့မစ်ရှင်အောင်40ကျော်ရောက်နေပါပြီမင်းအောင်တဲ့ကောင်ကိုသားပေါင်းစစ်ခွေးတွေအကောင်ပေါင်းနဲ့ချီပြီးစောင့်နေတဲ့ဂျားကနေပြီးတော့အားလုံးဒီတိုင်းပဲ PWM က40ကျော်တဲ့မစ်ရှင်တစ်ခုကိုလှုပ်ဆောင်ခဲ့တယ်ဖြစ်ပါတယ် နှလုံးနဲ့ပြစ်ခက်လိုက်ရလို့တိတ်ပြီးအားရခြင်းမရှိမှလည်းမရောက်နိုင်တဲ့ကောင်ကိုကြောက်တရားပေးနိုင်ခဲ့တော့မှန်းလည်းဖြစ်ပါတယ်။ဒါမျိုးတွေအားလုံးပဲဒီဗီဒီယိုတော့လည်းဆုံးသတ်ရပါတယ်။နောက်ထပ်ဗီဒီယိုမှာတော့နောက်ထပ်သတင်းတွေလူတက်လံဖြစ်တဲ့ကျွန်တော်ရဲ့ကိုကြေရဘလူရင် channel လေးကိုလိုက်ရန် subscribe နဲ့ like subscribe ပြီးဘေးကောင်းနေကြရပြီးတက်လာတဲ့များဗီဒီယိုသတင်းအားလုံး issue နားဆင်လို့ရဖြစ်ပါတယ်။ဒါမျိုးတွေအားလုံးပဲနောက်ဗီဒီယိုမှာပြန်နဲ့ဆုံပြီးကြပါမယ်။ဘော်ဘေးနဲ့မေးဘေးတွေမှာအများဆုံးကြိုးမှုကြပါသေးလို့အမှန်တောင်းဆိုပြနေတယ်ပဲ။သုံးညချွေးပေးတဲ့တူကြီးနိုင်ကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ဗျာ။